မင်္ဂလာပါခင်ဗျာ GFN နိုဘာ16ရက်နေ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်ပထမဆုံးပြောချင်တာကတော့ဗီနီဇွဲလားဆက်စီရင်မှာစုံပြတ်ချက်ချပီပြီလို့အမေရိကန်သမ္မတခန်ကအရေးမဖွင့်ဟပြောဆိုတဲ့သတင်းပြောချင်တယ်ဗျာအခုသတင်းပတ်တွင်းမှာအမေရိကန်ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ရှင်းလင်းတင်ပြချက်နဲ့အတူကာရေဘီယံဒေသမှာအမေရိကန်စစ်အာပြတ်မှုတိုးလာခဲ့တဲ့နောက်ဗီနီဇွဲလားရင်းနဲ့ပတ်သက်ပြီးစုံပြတ်ချက်ချပီဖြစ်ကြောင်းသမ္မတခန်ကအရေးမပြောပါနဲ့ ဗင်နီဇွဲလာသမ္မတနီကိုလတ်စ်မာဒူရိုကိုယာရုကဖယ်ရှားဖို့အရှိန်ပြင့်ထားတဲ့စစ်စီရင်တခုစတင်ခြင်းအန်ဒီယန်နဲ့အကျိုးသက်ရောက်မှုကိုသမ္မတထံကချိန်ဆနေခြင်းမှာဗင်နီဇွဲလာတို့စီရဲလို့ရှောင်မှုတို့ရွေးချက်စရာတွေကိုအမေရိကန်အရာရှိတွေကအခုတရင်ဘက်တွေမှာအကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ကြောင်းသတင်းရေးမြစ်တွေကပြောပါတယ်ဗင်နီကို၁၂နှစ်ကျော်ကလက်ရှိ Southern Spear စစ်စီရဲလို့နာမည်ပေးထားတဲ့စစ်စီရဲတစိတ်တစ်ပိုင်းဖြစ်စစ်သည်မောပေါ့ဒရာစင်ကျော်နဲ့စစ်သည်အင်အားတပေါင်းခွဲကျော်ကို Caribbean ဒေသတွင်း American စစ်တပ်ကစုစည်းထားပါတယ်။အခုနောက်ဆုံးရတဲ့အချက်လက်ရဆိုရင် American ရဲ့လေရင်သင်္ဘောကြီး USS Gerald Ford ဦးဆောင်တဲ့ရေတပ်မဟာကြီးဟာ Caribbean ဒေသတွေရောက်ရှိလာပြီဖြစ်ပါတယ်။အသေးအနေထားအလုံးပြင်ဆင်သွားပြီလို့သိရပါတယ်။ရွှေပြောင်းနေထိုင်သူတွေနဲ့မြို့စေဝါတွေတရားမဝင်စီးစင်းမှုကိုရှော့ချဖို့ကြိုးပမ်းတဲ့အနေနဲ့ Venezuela ဆိုရပြောင်းလဲဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးရှေ့ဆက်မဲ့လုပ်ငန်းစဉ်ပုံမှန်နှိမ့်ဆက်လာပြီလို့ထန်ကရင်းမှုပြောပါတယ်။ ကျွန်တော်ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ဟုတ်ပါတယ်။ဘာလဲဆိုတော့မပြောနိုင်သေးဘူးပေါ့ဗျာ။တမျိုးတစ်ပုံတော့ဆုံးဖြတ်ချက်ချပြီးသွားပါပြီလို့သူကဒရင်နောက်တွေကိုပြောပါလိမ့်။ကာဝေးဝီဂျီပီဟာဆန်နဲ့ဘုဒ္ဓဆင်းစီမြောက်ဖွဲ့ဩဂရဘိုးသူကြီးတန်ကိန်းတို့ပါဝင်တဲ့အစုဖွဲ့ကသမရအာအခြေအနေကိုရှင်းလင်းတင်ပြခဲ့ပါလိမ့်။နိုင်ငံကြ ாய் ဝီဂျီမှာကိုပီယုံနဲ့တခြားသောထိုက်တန်းရာရှိတွေပါဝင်တဲ့မျိုးသားလူကြိုးရင်းဖွဲ့ဟာကိုကရဲ့ခံမမှာသမရနဲ့တွေ့ဆုံတဲ့အကြောင်းအမေရိကန်ရာရှိသူကလည်းပြောပါလိမ့်။ ဒီစည်းဝေးနဲ့ခုလုံးမှာ channel ဖက်ကပြစ်မှတ်ရွေးချယ်မှုကိုပြန်လည်သုံးသပ်ခဲ့တယ်ဆိုပါတယ်။အဓိကကတော့မာရူလိုကိုချုပ်ချရေးကပိုပြီးနီးကပ်လာဖြစ်ပါတယ်။မာရူလိုကတော့ဗီနီဇွဲလားနိုင်ငံတွင်နေရပေါင်းလို့မှာရှောင်တိန်နေတယ်လို့သိရပါတယ်။မာရူလိုရဲ့အနာဂတ်ဟာပြောရမယ်ဆိုရင်တော့1980ပြည်လုံးဝင်းကျက်တဲ့လောက်ကဖန်စီခံနေရတဲ့နိုရီယေးကားလိုဖြစ်လာနိုင်တယ်လို့လေ့လာသူတွေကဆိုပါတယ်။ ဗင်နီဇိုလာတို့စစ်ပတ်တော်မဟုတ်အစိုးရဆောက်နေမြေကြီးစေဝါကုံကမှုလက်ကြောင်းနဲ့ဟန်မြလေးကြောင်းကတိုက်ခိုက်ခြင်းမာရူလိုကိုတိုက်ရိုက်ဖယ်ရှားမှုပုံမတော်ဆောင်ခြင်းပါဝင်ကျေပြတဲ့ရွေးချယ်စရာတွေကိုတင်ပြခဲ့ကြောင်းသိရပါတယ်ဒီမတိုင်ကဗင်နီဇိုလာတို့ရှိကိုကင်းထလို့ရဆောက်နေတဲ့မြေကြီးစေဝါကုံကမှုလက်ကြောင်းတွေကိုပြတ်မှတ်ထားဖို့ထရန်ကာစီစဉ်နေပါတယ် CBS ရဲ့60 minute season ကိုထရန်ကာမကြတဲ့ပြောမှာဗင်နီဇိုလာတို့တိုက်ခိုက်မှုတွေကိုလုံးဝထပ်သွင်းစဉ်းစားခြင်းမရှိတော့ဒါပေမဲ့ရင်ကဒီစိတ်ကိုလက်ခံွယ်ရှိကြောင်းပြောပါတယ် ဒါနဲ့ပတ်သက်ပြီးနေဆက်သူတွေအစွန်ရဆုံးရှုံးမှုနဲ့ဆုံးသက်နိုင်တဲ့ဒါမှမဟုတ်မေဂန်စစ်တပ်အတွက်အန္တရာယ်ကြောင်းနဲ့လှုပ်ဆောင်ချက်တွေကိုအမိန့်ပေးဖို့ထရန့်ကစိုးရိမ်ပုံညာကြောင်းအစည်းအဝေးမှာတွေ့ရပါတယ်။နိုင်ငံရေးမူကြီးစေဝဝန်ရုံးကိုဖြတ်တောက်မှုရည်ရွယ်တဲ့ကြိုးပမ်းမှုနဲ့ထရန့်အစိုးရဟာမြေမော်ဘူလိုဆွဆွဲခံရတဲ့လေတွေကိုအ ਨੇ စုံအကြိမ်ပေါင်း20ခန့်တိုက်ခိုက်ခဲ့ပါတယ်။အကြသေးပြီးဒီနေ့မနေ့ကအမေရိကန်ဟာဂျေတိုက်အင်အားကိုကာရီဘီယံမှာစုဖွဲ့ထားပါတယ်။ ကမ္ဘာကြီးဆုံးလေယာဉ်သင်္ဘောကြီးကလည်းရောက်နေပါပြီဒီလေယာဉ်သင်္ဘောပြင် American Hawk Cruiser ဖြတ်သင်းတော်တွေဖြစ်လေကြောင်းနဲ့ဒေါ်ကြီးကာကွယ်ရေးကုတ်ကဲရေးသင်္ဘောတွေကန်ဒက်ဆစ်စင်သင်္ဘောတွေတိုက်ခိုက်ရေးသင်္ဘောပါဝင်စစ်သင်္ဘောတာစင်ကျော်နဲ့တူစစ်ဘက်ဝင်တဲ့တောင်းပွဲကို Caribbean မှာစုစည်းထားပါတယ် Caribbean ဒေသပေါ်ပုံမအယုံဆိုင်ရတဲ့ဒီဘိုင်းနဲ့ American စစ်တပ်ကအရေးပါတဲ့ Puerto Rico မှာ F35 တိုက်လေယာဉ်စစ်ဖြတ်ချက်ချထားတယ်လို့သိရပါတယ်။ ဗင်နီဇွဲလာသမ္မတမဟာမြို့ကတော့ထရီနီဒက်မှာလုပ်နေတဲ့စီးရီးလေးကျင်းမှုတွေဟာမိမိကိုချင်းချောင်းနေတာလို့ဝေဖန်ပါတယ်။ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံတွေရဲ့စီးရီးလေးကျင်းမှုဟာကာရေဘီယံဒေသညီကျင်းရေးကိုလည်းချင်းချောင်းနေတာပဲလို့ပြောပါတယ်။ဒီလိုလေးကျင်းတာဟာဒေသတွေညီညီနဲ့ဗင်နီဇွဲလာကိုချင်းချောင်းဖို့ရည်ရွယ်ချက်နဲ့အိန္ဒိယနိုင်ငံရဲ့ဂျီပိုင်နက်ကိုတုံးတာလို့မာဒူရူကဆက်ဆွဲပါတယ်။မာဒူရူကထရီနီဒက်နဲ့တိုဘာဂိုအစိုးရဟာသူတို့တာဝန်ယူတဲ့လေးကျင်းမှုတွေအတွက်ထပ်ပြီးကြီးညာခဲ့တာလို့ပြောပါတယ်။ ဒီစီရင်ကြမှုကိုနိုဗာဆက်ခုံကရဲ့20ရင်းတိဗင်နီဇွဲလာရဲ့ဆူခရာပီနဲ့ကယ်ရွန်တယ်နဲ့မလမ်းမကမ်းမှာလုံးမှာဖြစ်ပါလိမ့်။သူတို့ပိုင်တဲ့ရေပြင်းတဲ့မြေပြင်ကိုကာရိဘီယံဒေသရဲ့ငင်းကျမှုကိုချင်းချောင်းမှုခရစ်နစ်လက်တိုဘာကူကပြည်သူတွေကစက်ပစ်တိချမလားဒါကိုစောင့်ကြည့်ရမယ်လို့မျှော်လင့်လို့ကဆိုပါလိမ့်။ခရီးနီဒန်နဲ့တိုဘာဂိုမှာဆေးလေ့ကျင့်တာကအမေရိကန်ရဲ့ကာရီဘီယံဒေသမှာစစ်စင်ရေးတွင်ဖြစ်ပေါ်လာတာပါအဲဒီမှာစစ်သည်မော်ဒီဖိုင်ယာဂျက်တွေထောင်ချီတဲ့တပ်ဖွဲ့တွေပါပါတယ် နိုင်ငံသမားထံကမူရစ်စေကုံတော်မူနဲ့ပတ်သက်ပြီးပြစ်မှတ်ထားတယ်လို့ပြောဆိုထားမှုမှာမာရူဘူကတော့မိမိတို့အစိုးရကိုဖြောက်ချမှုကြိုးပမ်းမှုပဲလို့ဆွဆွဲထားပါလိမ့်။နောက်တရင်ပုတ်ပြောချင်ပါလိမ့်။ရုရှားရဲ့ရှောင်းလုခဲတိုက်ခတ်မှုကြောင့်ယူကရိန်းဘက်ကရှစ်ဦးကြာဆုံးပြီးစွန့်ဆိုင်ရနေရာတွေထိမှန်တယ်လို့သိရပါလိမ့်။ရုရှားကယူကရိန်းကိုအနည်းငယ်ဆော့ပိုင်းမှာဒရုန်းတွေတုံးကြီးတွေနဲ့တိုက်ခတ်ခဲ့လို့ယူကရိန်းမြို့တော်ခီမှာလူ9ယောက်သေဆုံးပါလိမ့်။ နိုင်ငံတော်ဘက်မှာစွန့်ဆိုင်ရာစေုံတွေတိုက်ခိုက်နေတဲ့အခြေခံအဆောင်တွေတိုက်ခိုက်ခင်ရပါတယ်နောက်ထပ်လူမှုသေဆုံးခဲ့တယ်လို့သိရပါတယ်ရုရှားတပ်တွေက drone စီးရဲ့၄၃ရဲ့ drone ကြီးစစ်ရှင်းစင်သုံးပြီးယူကရိန်းဆိုရကဝေပစ်တိုက်ခိုက်မှုတွေနဲ့တုံ့ပြန်ခဲ့တယ်လို့ယူကရိန်းသမ္မတဇီလင်စကီကပြောပါတယ်ဒါဟာမျိုးတော့ပေါ့အခုချိန်ထိကြီးမားသောတိုက်ခိုက်မှုတွေတဲကတခုပါယူကရိန်းရရှိတဲ့ကဒရုန်းတွေနဲ့ဒုံးကြီးတွေအများစုကိုပစ်ချပေးမယ်။ထွက်လာတဲ့ပြည်စည်းတဲ့မိလောက်မှုကြောင့်လူကြီးရဲ့တုံးသားလောက်ရှိတဲ့မျိုးတွေခရိုင်ကိုကုမှာရှိ ကျောင်းတကျောင်းစင်းရုံတုံနဲ့အုပ်ချုပ်ရေးဆောင်တွေအားလုံးပျက်စီးခဲ့ပါတယ်။ရုရှားဒရုန်းတွေကပင်လယ်နက်မြို့ဖြစ်တဲ့ခိုက်ပြီးလူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ကီမျိုးတော်ဝဗီတာလီကလစ်ကိုကပူတင်ကသူတို့ဟာစစ်ဘက်ဆိုင်ရာနေရာတွေကိုပဲပြစ်မှတ်ထားတယ်ပြောတယ်။ဒါအလိမ်များပြရုရှားကကျွန်တော်တို့ရဲ့စွမ်းအခြေခံဆောင်တွေကိုဖျက်ဆီးပြီးမြို့ကိုပူပေးဆက်တွေရေးတယ်တော်တော်လေးစီနေမရှိပဲလောက်ဖို့စူးစမ်းနေတယ်ပြောရမယ်ဆိုတော့ဖြတ်လေးပြတ်လောက်တာပါလို့သူကပြောပါတယ် နိုင်ငံတော်ကလေးနူးပါဝင်လူ34ဦးထပ်လက်တင်ရပြီးအဲ့ဒံရတဲ့သူတွေထဲမှာကိုယ်ရောမျိုးသမီးတွေလည်းပါတယ်လို့သိရပါတယ်။ကီမျိုးနယ်ပိုင်းဒေသတောင်ပိုင်းအော်ဒစာဒေသနဲ့ရှေ့ပိုင်းဒွန်ညက်ဒေသတို့မှာလည်းလျှော့စစ်တပ်အားတွေပြတ်တောက်ခဲ့တယ်လို့ယူကရိန်းစွန့်ဝင်ကြီးဌာနက ပြောပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကွန်ဂိုမှာ M23 တပုံဖွဲ့နဲ့ကွန်ဂိုအစိုးရကြားတိုက်ပွဲဆိုးသရေသဘောတူလက်မှတ်ရေးထိုးနိုင်ပြီလို့သိရပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဆူယန်နဲ့အမ်ဒန်ဒီဒရီတဘုံဖရဟာကွန်ဂိုရှိမမတိုက်ပွဲဆုံးသတ်ဖို့ရည်ရဲတဲ့ငြိမ်းချမ်းသဘောတူညီချက်အတွက်မူပေါင်းသဘောတူညီချက်ကိုကာရနိုင်ငံမှာလက်မှတ်ထိုးပါတယ်။သဘောတူညီချက်ကိုကာရနိုင်ငံပြည်တော်ဒိုဟာမှာကျင်းပတဲ့ခမ်းနားမှာနှစ်ဖက်လုံးကကိုယ်စားလှယ်တွေကလက်မှတ်ထိုးပါတယ်။အင်းနီချင်းဂျမနာနိုင်ငံကထောက်ကရဲလို့ရှာမှုများစွာတွေကနောက်ဆုံးတစ်ခုအနေနဲ့အမ်ဒန်ဒီဒရီဖွဲ့ဟာဇန်နဝါရီလမှာကွန်ဂိုရှိပိုင်းကြီးဆုံးမြို့ဖြစ်တဲ့ဂိုမာကိုသိမ်းပိုက်ခဲ့ပါတယ်။မြောက်ကေဘူးနဲ့တောင်ကေဘူးပြည်နယ်တွေမှာလည်းအောက်ပွဲတွေရပါတယ်။ ကွန်ဂိုမှာရင်ကားထက်ပိုများတဲ့နေမြေတွေကိုအသိပိုက်ထားတဲ့ M23 ဖွဲ့ကိုကူညီခဲ့တဲ့ဆိုတဲ့ဆဆချက်ကိုရောင်းနာကညင်းဆိုပါတယ်။တိုက်ပွဲတွေကြောင့်ခုနှစ်တည်းမှာလူထောင်နဲ့ချီသေဆုံးခဲ့ပါတယ်။ရာပေါင်းများစွာသောပြည်သူတွေလည်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ဒေသတွေစစ်ပွဲကြီးတပွဲပြင်းထန်နိုင်ခြင်းလို့အသိရပါတယ်။ဒီစစ်ပွဲကြီးပြီးဆုံးသွားတဲ့အတွက်ကွန်ဂိုဒေသခံတွေကတော့တော်တော်လေးကိုဝမ်းမြောက်နေကြတယ်လို့သိရပါတယ်။နောက်သတင်းပေါ်ပြောချင်ပါတယ်။မက္ကဆီကိုမှာဆန္ဒပြမှုအဓိကရုံးတွေ အကြီးအကျယ်ဖြစ်နေပြီးရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြားပစ်ခတ်မှုတွေဖြစ်နေပါတယ်။မက်ဆီကိုမှာလုံခြုံရေးစိတ်မချမှုစိုးရရဲ့လက်ဆောင်မှုတွေဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ကြားမျိုးစားနဲ့တော်ပြင်ဘက်မှာထိတ်တန့်တွေ့ဒီကုံဖြစ်ခဲ့ပါတယ်။ထောင်ချီတဲ့ဆန္ဒပြသူတွေကလွတ်လပ်ရေးထိုင်မနေရကနေလမ်းနဲ့အင်အားတွေကိုဖျက်ပြီးဇိုကာလိုထိခြိတက်ခဲ့တာပါ။ဇောကလောအမျိုးတော်ရဲ့တိကရင်ပြဖြစ်ပြီးမျိုးသားနဲ့တော်လက်ရှိလိုတမကလော်ဒီယာရှိန်မောင်ရဲ့အိမ်တော်လေးရှိပါတယ် ရနကောစတာနဲ့ဆန္ဒပြသူတွေကနိုင်တော်ကတားဆီးတွေကိုဝင်ထိုးခဲ့ရတာလည်းရဲတပ်ဖွဲ့ကထိတိုက်တွေ့ခဲ့တာပါရဲတပ်ဖွဲ့အမေယူဘုံတွေတုံးပြီးတုံးရခဲ့ပြီးဆန္ဒပြသူတွေကတားဆီးတွေကိုတော်ဟုတ်ကန်ကြောက်ခဲ့တယ်လို့ရဲတွေကလည်းကြောက်ရွံ့ပြပါလေဒီဆန္ဒပြမှုကိုဂျန်ဝေးစင်းဇက်အဖွဲ့ကစတင်ဆွေးနွေးခဲ့ပြီးပြည်သူတွေကြံခတ်မှုကလည်းကောင်းပဲလို့မြို့တော်ဝန်မန်ဆိုလောက်တဲ့ခံပတ်တယ်လို့ခြေတဲ့ဆန္ဒပြခဲ့တာဖြစ်ပါလေဆန္ဒပြသူတွေကမက္ကဆီကိုလမ်းတွေဝေရခဲ့ပြီးလောကျွေးရုပ်ရင်းမှုနဲ့ဆွေးရလက်ဆောင်မှုတွေကို ြည်သူတွေကစိတ်ပြက်နေကြပြီဆိုပြီးထုတ်ဖော်ကြွေးကြော်ကြပါလေ။နောက်သတင်းပုတ်ပြောချင်ပါလေ။လန်ရန်ပြကန်းမှာရှိတဲ့နမကြီးပကြီးဆရာဗန်စီရဲ့ Garrett Ballon ပကြီးကောက်ကိုခိုးခဲ့တဲ့သူထောင်ချခံရပါလေ။ British Property ဥပညာရှင်ဗန်စီရဲ့ထင်ရှားဆုံးပကြီးကောက်ဖြစ်တဲ့ Garrett Ballon ကိုလန်ရန်ပြကန်းကလည်းခိုးခဲ့တဲ့ Larry Fraser မျိုးရှိမျိုးသားတယောက်ဟာ2013လအချမှတ်ခံရပါလေ။ Larry Fraser စနေမာလာညင်းတဲ့ချိန်လန်ရန်မျိုးတဲ့ first up robia area က group ပကြည်ပြခဲ့မှန်တကောက်ကို တူးနဲ့ခွဲပြီးတော့အလုပ်ပညာရှင်လက်မှတ်ပါတဲ့ဒီပုံထိပ်လျောက်ခိုးခဲ့တာပါမြန်မာဘုံနဲ့သူ့ရဲ့ပုံစံအမှန်ကိုဖုံးရွယ်ဖို့ကြိုးစားခဲ့ပြီးမယ်ကင်မရာကမတန်းတင်နိုင်ခဲ့ပြီးဖောက်ထွက်ခွင့်ယူဖြစ်ပြီးတရက်ကြာမှရဲတွေကသူ့ကိုခြေရာခံမိပါတယ်အော်တိုဘာလာမှာတော့သူကပြည့်ရှိကြောင်းဝင်ခဲ့ပြီးတောက်ကြနေမှာသူ့ကိုထောင်း3လချခဲ့ပါတယ်ပြောရမယ်ဆိုရင်တော့ အနီရောင်တဲ့နှလုံးပေါ်မျိုးပြပောင်းလက်လန်းနေတဲ့ main clean ငယ်ရုပ်ပုံပေါင်းတဲ့ဒီလက်ရဟာပေါင်း3,800တန်မျိုးရှိပါတယ်။ဗန်နန်ချားမြားတွေမှာလည်းအဲ့ဒီပေါ်ကိုတိလို့ဖော်တဲ့ပကြီးကားတွေအများကြီးရှိပါတယ်။ Galway ပေါ်လုံးပကြီးကားဟာ2000ခုနှစ်မှာလန်ဒန်မြို့ short ရပ်ကွက်ရဲ့လမ်းတွေမှာပထမဆုံးပေါ်လာခဲ့ပြီးဒီပကြီးကားပါရှင်မြို့ကို2004ခုနှစ်မှာလန်ဒန်သိန်းစမီဘေးမှာရှိတဲ့တောင်ပိုင်းကမ်းပါနယ်မြေမှာလည်း2000ခုနှစ်မှာအစ်ဆွေးနောက်ဘက်ကမ်းမှာလည်းဖန်တီးခဲ့ပါတယ်။ ဗန်စီကနိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို 3D ပုံခေါ်တဲ့ graffiti လူပညာကျောင်းနာမည်ကြီးခဲ့တဲ့ပုံကပါအချိန်ကအင်ပရနိုင်ငံရူစတိုမျိုးကမထင်မရှားလမ်းဘေးဂရက်ဖီတီလူပညာရှင်လေးတယောက်ဖြစ်ခဲ့ပေမဲ့သူ့လူပညာလက်ရာတွေဟာအခုကအလွန်နဲ့မဲ့ကြီးပြီးတန်ဖိုးမြင့်တက်လာတာဖြစ်ပါလိမ့်မယ်။ GFN တို့က18နှစ်နိုင်ငံတကာသတင်းတွေနှိစပ်ပေးတာဖြစ်ပါလိမ့်မယ်။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။